တတ္တဝါတွေအတွက်တန်တရားတစ်လျှောက်ယူဆောင်သွားလို့ယူသွားလို့ရမယ့်အရာကိုပြုထားတဲ့ကုသိုလ်တရားနဲ့အကုသိုလ်တရားဒါပဲရှိတယ်ဆိုတော့အမှန်တရားကိုစဉ်းစားဆင်ခြင်မေးဖို့ဒါကအလွန်မှအခြေခံကြတဲ့အမြင်မှပေါ့အမြင်မပြတ်ကိုယ့်ရဲ့ကောင်းထဲမှာရှိနေတဲ့နဲ့အမြင်မှတစ်ခုပေါ့မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးရဲ့အသက်120ရှည်တဲ့ အဖွာသေဆုံးတာကိုအကြောင်းပြုပြီးတော့ဟောခဲ့တဲ့ဒေသနာလေးကိုဒီနေ့ကုသိုလ်ရှင်များနဲ့ယောဂီများအာယုံပြုကြည့်မယ်နော်ဒီနေ့မှာကောသလမင်းကြီးကမြတ်စွာဘုရားရဲ့အကြောင်းတော်ကိုရောက်လာပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားတဲ့တပည့်တော်ရဲ့အဖွာဖြစ်တဲ့အသက်120ရှည်တဲ့ရှင့်မီနောက်မီအဖွာဟာဒီကနေ့ပဲတည်ဆုံးသွားလို့ တပည့်တော်ရဲ့စိတ်ထဲမှာအလွန်မှထိခိုက်ရတယ်ဖေဟာ